စီနေချာငုဝါပဒောက်ခရီဒေးစီကာနေရှင်ကျူလစ်အဲဂျေဘာပြီးတော့ခွေးသေးပါ မင်္ဂလာပါဘူးရေအခုရက်ကူးရေးလုပ်နေတဲ့ program နဲ့မိတ်ဆက်ပေးပါအောင်မင်္ဂလာပါအခုကတော့ R&D Studio by Royalty ရဲ့ Sunday Fashion Program ကိုရက်ကူးနေပါဘူးကအခုလက်ရှိလုပ်နေတဲ့အနုပညာအလုပ်ပြင်ဘလို့အရာမျိုးတွေကို passionate ဖြစ်လဲဘာလို့ passionate ဖြစ်လဲဆိုတော့ဘူကအဲ့လိုအနုပညာနဲ့ပတ်သက်လို့ရှိရင်တော်တော်များများ passionate ဖြစ်တယ်ဘူကပကြီးဆွဲရလည်းကြိုက်တယ်အုပ်ဖို့ရလည်းကြိုက်တယ်ချီထိုးတာပြလို့ရှိရင်တခါကျ copy design ထိုင်ပြီးတော့စာအုပ်ဖတ်တာကြပြဖတ်တာ ရွှေရှင်ကြည့်တာချင်းဆိုတာလို့တတတတအများကြီးပဲတော်တော်ပြားတယ်နော်တော်များတယ်ဒါဆိုရင်စန်နေပရှင်ကိုကြည့်နေတဲ့ပရိသတ်ကြီးကိုဘုရားဘာလို့ပြမှာလဲပန်းစီစီပြမယ်လာတော့မယ်ဟဲ့နော်တော့ပါတယောက်လောက်လာကုန်ပြီပေါ့ဖူ TikTok ထဲကလည်းမရိုက်ဘူး 你飘远。ပြန်နေစပြီးတော့ရွေးရင်ကောင်းလဲဆိုတော့ခဲရဖို့က ဖွဲ့ရဲ့ခြိုက်ဆိုရခဲရောင်ဆိုတော့ခဲရောင်ပန်းလေးနဲ့ရစားမယ်။ပန်းစီတအားစစ်တတ်တဲ့ပုံပဲနော်။အာရောင်ရှိမှုဟာပြည့်ပန်းစီရမှာဘာခတ်လို့လဲပန်းစီးလိုက်ရင်ရပြီလေ။ဟုတ်လား။ခဲထားပြီးတော့ကိုကိုကိုဇက်ဝင်ကန်းနဲ့ရောက်နေတယ်ဆိုပြီးသဘောထားလိုက်။ရပန်းစီရဲ့ first step ကတော့ပြီးသွားပါပြီ။နောက်ဆုံး final touch လေးပေါ့နော်။နည်းနည်းလေးထပ်ထည့်လိုက်။တော်တော်လှပါပြီနော်။တော်တော်တော်လှပါရဲ့နော်ဟုတ်လား။ ဆိုတော့ပန်းစင်းနေတော့ဒါကြည်နေရဲ့ပြည်သက်ဒီမပြင်းအောင်ဖုန်းထဲမှာ ਨੇ စကားလေးတချို့ပြောကြမယ်ပေါ့နော်ဟုတ်ဖူးကမင်းကလေးမဆန်တော့ဟိုပန်းစရာကို passionate ဖြစ်မယ်လို့မထင်မိဘူးအမှန်ကမဟုတ်ဘူးအဲ့လိုဖူးကအကုန်လုံး passionate ဖြစ်တယ်ဟိုဆက်ဆက်ဒီဆက်ဆက်လိုက်လို့ရအကုန်လုံးကြိုက်တယ်ပန်းစရာတွေမကအောင်အိုးဖုတ်တာတွေပကြီးဆွဲတာအဲ့လိုမျိုး workshop တွေဆိုလည်းအမြဲခဏခဏလိုက်တတ်တယ်အဲ့ဆိုရင်အမှုပညာနဲ့ပတ်သက်တဲ့အရာတွေများဝါသနာပါပါပေါ့နော်။အင်းဟုတ်တယ်။လူပညာလက်မှုပညာအကုန်လုံးသဘောကျတယ်။ ပန်းတွေကိုချစ်တယ်ဆိုတော့ဘူးပန်းဆိုင်ဘူးလားပန်းတော့မဆိုင်ဘူးအဲအဲ့လောက်ကြီးဒီကိုကိုယုံကြည်မှုမရှိဘူးပူစလိုက်တဲ့ပန်းအဲ့လိုမျိုးတေဝါမှာတော့ဘာလို့ကြောက်တယ်ပေါ့နော်ဒါပေမဲ့အသက်ကြီးလာလို့ရှိရင်တော့ပန်းလေးစိုက်ပြီးနေချင်တယ်ပန်းတွေကဘို့ကိုပြောအောင်လုပ်ပေးနိုင်လားလုပ်ပေးနိုင်တော့ပေါ့ပန်းစည်းလက်ဆောင်ပေးဘူးလားပေးဘူးလေဘာလို့လဲဘာလို့လဲဆိုတာစိတ်လှုပ်ရှားသွားမှထင်တယ်ဟောအမေကိုပေါ့ကိုမတော်ဈေးရပန်းလေးရွယ်ပြီးအဲ့လိုမျိုးဖဲကျိုးလေးစီးပြီးတော့အမေကိုလက်ဆောင်ပေးဖို့အဲ့အမှတ်တရပေးဘူး အမတ်ရဆုံးပန်းစည်းလက်ဆောင်ကြောင့်ပြောပြပါအောင်အမတ်ရဆုံးပန်းစည်းလက်ဆောင်ဆိုရင်အဲ့ဒါဖြစ်မဲ့ထင်တယ်ဘာဖြစ်ဆိုအဲ့တော့ညီမရေလေဈေးတဲ့ကိုသွားဈေးရတာပြပန်းတွေကိုလိုက်ဝယ်ဟိုဘာအယောင်တွေလည်းမသိဘူးအများကြီးပဲရှုပ်ရှက်ခတ်ပြီးတော့အယောက်တဲ့ပန်းတွေစီးအဲ့လိုပဲလက်တွေလည်းရှာအကောက်တွေလည်းထွက်လာပြီးလို့ရှိရင်ကျိုးရီစီးအဲ့ဒါလုံးဝရှုပ်ရှက်ခတ်ပြီးတော့ဘောကမဘရောမမေ့တဲ့ပန်းစည်းတဲ့ဟာပဲကဲခုပန်းစည်းပြရစီဥက္ကဋ္ဌနေမှာကားဆက်ပြောမယ်ပန်းကိုစီးမယ် အကြီးဖြစ်သွားပြီเนาะအကြီးဖြစ်သွားပြီဒီမှာကြည့်ကြီးဖြစ်အောင်ဘာလို့လိုက်တာလဲဆိုတော့ပန်းထက်ထဲလိုက်ကျေတော့ဟိုမိကွန်းလေးတချို့မေးကြပါတယ် challenge တွေတခုပေါ့ဆယ်စက္ကန့်အတွင်းမှာဖူးတီးတဲ့ပန်းမျိုးစား10ခုထပ်ပြောနိုင်ရင်အမားတို့ကဟိုလက်ဆောင်ပေးမယ်10ခု ဆယ်ဆက်ကတွေမှာဆယ်ခုပြောပါမှာဟုတ်တယ် okay let's go ဆာမယ်နော်လင်းစီနေချာငို့ဝါပတောက်ခရီဒေးဇီကာနေရှင်ကျူလစ်အဲဂျေဘာပြောခွေးသေးပါခွေးသေးပါအခွေးသေးပါပါလားတီးဟုတ်လားဟုတ်လားဟုတ်တယ်မလား ဟုတ်လိုက်ပါဟုတ်လိုက်တော့ခွေးသေးပန်းကပန်းပါဆိုတာပြီးလက်ဆောင်ပေးဟုတ်ပါတယ်ဘာဘာပဲပြောခွေးသေးပန်းကပန်းတော့မဟုတ်ပြင်မယ်လက်ဆောင်တော့ကြပါမယ်ဟေးဟာ Thank you Ready တောင်း မော်ပြေတိုင်းဝါတော်တော်ခေါင်းကြောမာရပန်းမယ်အာ very satisfied ကြိုက်လားအတော့ဘာလောက်မှလဲဆိုတော့ဒီမှာဂုံးလေးရှိရပါတော့အဲ့ဂုံးကရေစွတ်ထားရတယ်ဘာလို့ဆိုတော့ပန်းကိုကြကြခံအောင်လို့ဒါလေးကိုပတ်ပါမယ် က်ခဲတဲ့အများကြီးရှိပေမဲ့လည်းဒီ passionate ဖြစ်တဲ့အရာကိုဒီဇိုင်းမမတ်လုပ်ပြနေတဲ့ scene ဖြစ်ပါတယ်။ဒါပဲ။ညာအလောမလွယ်ဘူး၊ဘယ်ရာမှမလွယ်ဘူး။ကြည့်လိုက်လို့ရှိရင်တော့ကြည့်လိုက်လို့ရှိရင်တော့ရန်လွယ်ကုန်မဲ့ပုံလေဒါပေမဲ့ညာခက်ခဲ။ဒါဆိုရပြီ။ကဲ။ Okay. Hey, ဒါဘလောက်ဘယ်စက်ထိရောက်သွားပါပြီလဲ။ဒါပန်းပန်းစီးပြီးွားရေအခု wrapping paper လေးပဲလေးတယ်။နည်းနည်းပြန်ပြီးတော့ plastic ပါ။ဟာ။တော်။ လက်တုံရယ်နော်မကြီးမကြီးလေးရယ်ဖြောင်းရယ်ဖြစ်နေရယ်ရှာဖြောင်းရယ်ဖြစ်နေရယ်ဟမ်အော်ဒီဘက်ကညာမှာဟုတ်ဟမ်ရလာပါတယ်ဟုတ်ဆိုပါနော်ဆိုပါ လေးတွေကိုအများကြီးလောက်ရမှာပါခလေးဘေးပတ်ပတ်လဲမှာဟိုအခုလိုက်ပြီးတော့အလားစင်မှာဖြစ်ပါတယ်ဟိုစင်လက်မနိုင်တော့အစအစနာပြောက်နေလို့ခလာပါလေလိုက်ထဲမှာပြလာတယ်ဟာ မပြီးသွားပြီဒီကတော့တော်တော်လှနေတာတာ final step တကယ်တကယ်တကယ် final step လေရာဖဲဂျူလေးစင်လာဖြစ်ပါတယ်ပြီးသွားပါပြီလှရနော်အလုံးလေးသက်သက်လေး မှအဲပန်းစီလေးလေးစီးပြီးပြီဆိုတော့စကားလေးနဲ့ပြောအောင်โอเคအဲပန်းပုံတက်တူးထိုးမယ်ဆိုရင်ဘယ်ပန်းပုံထိုးချင်လဲခေပန်းခေပန်းပုံတက်တူးထိုးချင်အဲအရင်ကတည်းကအလုပ်ခဏခဏစဉ်းစားဖို့ပဲအခုလုပ်နေတဲ့အလုပ်နဲ့ပတ်ရှင်ကထက်ထက်ကြရလားတက်ထက်တယ်ကြရလို့အရင်ကြရအဲ့တော့အဲ့လိုမျိုးလုပ်နေရလို့ရှင်ပင်ပန်းနေဆိုပြီးတော့ဘရမမခံစားရဘူးဘဝနာပါတဲ့လုပ်ကိုလုပ်ရလို့ပင်ပန်းနေဆိုရင် ကိုဝါသနာပါရဲ့အလုပ်ကိုလုပ်ရလို့ပြင်မနေဆိုလို့ရှိရင်နောက်ထပ်ကိုယ့်ရဲ့ဝါသနာတစ်ခုထပ်ပြီးရလို့ပါ Sunday Fashion Program ကိုကြည့်နေရတဲ့ပရိသတ်တွေကိုကိုကပြောချင်တယ်။အမ်မပြောချင်လဲဆိုတော့အခုကိုကပန်းလေးလက်စီးပြီးသွားပြီ။ဒါဖူးရဲ့ဘယ်လိုပြောရမလဲပင်မနဲ့ရာရော recharge လုပ်တဲ့သဘောမျိုးပဲပေါ့နော်။အဲ့တော့ကိုကစိတ်ပင်မနေရဲ့အတူတူ recharge လုပ်ဖို့လိုအပ်နေပြီဆိုလို့ရှိရင်ကိုဘာဝါသနာပါလဲဝါသနာပါတဲ့ဟာလေးတစ်ခုကိုတောက်ပြီးတော့လုံလိုက်တာကအញ្ញံကောင်းတယ်ဆိုတာ ရင်ရနေပြီး message တွေပို့ချင်ပါတယ်။ဦးကြီးရဲ့အပန်းတွေကဘယ်လိုလဲ။ရောပြ။